ထာဝရဘုရား၏တရားတော်၌မွေးလျော်၍တရားတော်ကိုနှင်းညမပြတ်ဆင်ခြင်အောင်မေသောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး7တဖန်လှန်နှင့် တူသောကျူပင်တစ်လုံးကိုငါအားပေး၍ငါ့ကိုပြောဆိုသည်ကထာလောဘုရားခင်၏ဗိမ္မာန်တော်နှင့်ရစ်ပလင်ကိုတိုင်းလော့ဗိမ္မာန်တော်၌ကိုးဝဲသောသူတို့ကိုလည်းရေတွက်လော့ဗိမ္မာန်တော်တတိုင်းကိုမတိုင်းနှင့်ပယ်ထားလော့တဘာအမျိုးသားတို့၌အပ်ပြီးသူတို့သည်တန်ရှင်းသောမြို့တော်ကို လ42လပတ်လုံးနင်းကြလိမ့်မည်။ဂါဟိတတိခဏနှစ်ပါးကိုငါအခွင့်ပေးမည်။သူတို့သည် shorty အဝိတ်ကိုဝိလျက် အရက်1260ပတ်လုံး profit ပြုကြလိမ့်မည်ထို့သူတို့သည်ကမြေကြီးအရှင်ဤရှေ့တော်၌စိုက်ထားသောတန်လွင်ပင်နှစ်ပင်နှင့်မိခွက်နှလုံးဖြစ်သည့်တစုံတစ်ယောက်သော သူသည် သူတို့ကိုနှင်းဆဲခြင်းကအလိုရှိလျင်သူတို့၏ကဒွင်းတဲကမိထွက်၍ရန်သူတို့ကိုမြူတက်၏တစုံတစ်ယောက်သော သူသည်ထိုသူတို့ကိုညင်းစေခြင်းကအလိုရှိလျင် ထိုတို့အပ်တည်တတ်ခြင်းကိုခံရမည်။ ထိုသူတို့သည် prophet ပြုသောနေ့ရက်ကာလ၌မိုးမရွာစေခြင်းကမိုးကောင်းငင်ကိုပိတ်ရသောအခွင့်မြစ်ရည်တွင်းရည်ကိုအသွေးဖြစ်စေရသောအခွင့်မိမိတို့အလိုရှိသမျှသောအခါ၌ဘေးအမျိုးမျိုးဖြင့်မြေကြီးကိုတန်ခါရသောအခွင့်ကိုရကြ၏သူတို့သည်တက်တေခံပြီးသောအခါအနက်ဆုံးသောတွင်းထဲကတက်သောတားရဲသည် သူတို့ကိုစစ်တပ်၍အောင်းလိုက်မည်အသက်ကိုတက်ပြီးမှသူတို့သခင်သည်လက်ဝါးကတိုင်မှအသေးခံတော်မူသော အရက်ဒီဟုသောတော်တော်မူ၍၎င်း ်အေဂုထုဟူ၍၎င်းအတွင်းနှင့်အားဖြင့်ခေါ်ဝေါ်သောမြို့ကြီး၏လမ်း၌အလောင်းကောင်တို့သည် နေရကြလိမ့်မည်အတိအတိဘာသာစကားကို ပြောသော လူမျိုးအနွယ်တို့သည်သုံးရက်ခွဲပတ်လုံးအလောင်းကောင်တို့ကိုမြင်ရ၍တကြိုချင်းကိုမြစ်တားကြလိမ့်မည်မြေကြီးပေါ်မှာနေသောသူတို့သည်ထိုအလောင်းကောင်တို့ကိုမြင်သောအခါဝမ်းမြောက်၍ပျော်မွေ့ခြင်းကိုပြုကြလိမ့်မည်တယောက်ကိုတယောက်လက်ဆောင်ပေးလိုက်ကြလိမ့်မည် အကြောင်းမူကားအထက်ကထိုပရော့ဖက်နှစ်ပါးတို့သည်မြေကြီးပေါ်မှာနေသောသူတို့ကိုပြင်းစွာနှောက်ရှက်ညင်းစေကြသည်ဟုငါအားပြောဆိုလေ၏ထိုနောက်၃ရက်ခွဲလွန်ပြီးလျှင်ဘုရားသခင်အထံတော်ကအသက်ဝိညာဉ်သည်သူတို့၌ဝင်သည်ဖြင့်သူတို့သည်မတ်တက်ထ၍မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏ကောင်းငင်ကထွက်သောအတန်ကြီးကဤအရက်တို့တက်ကြလော့ ဟုမိမိတို့အားပြောဆိုသည်ကိုသူတို့သည်ကြားလျက်မိုးတိမ်ဖြင့်ကောင်းကင်သို့တက်၍ရန်သူတို့သည်မြင်ကြ၏ထိုအချိန်တိုင်း၌ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၍မြို့ရိုးဆယ်စုတစုပြိုလိထိုမြေလှုပ်ခြင်း၌လူ9000တေကြ၏ကျင်းသောသူတို့သည်ကြောက်ရွံ့၍ကောင်းငင်ဘုံ၏အရှင်ဘုရားသခင်ကိုချီးမွမ်းကြ၏ဒုတိယအမင်္ဂလာလွန်ပြီးတတိယအမင်္ဂလာသည် အလင်းအမြန်လာလိမ့်မည် တတမကောင်းငင်တမန်သည်တဘိုးမှုတ်သောအခါကောင်းငင်ဘုံ၌ကြီးသောအတန်တို့ကလောကီနိုင်ငံသည်ငါတို့အရှင်ဤနိုင်ငံဖြစ်လီပြီထိုအရှင်ဤခရစ်တော်နိုင်ငံဖြစ်လီပြီသူဒီလဲကဘာဆက်ဆက်ဆိုးဆန်တော်မူမည်ဟု ပြောဆိုကြ၏ ဘုရားသခင်ရှိတော်၌မိမိတို့ပလင်ပေါ်မှာထိုင်သောအသက်ကြီးသူ24ပါးတို့သည် ပြတ်ဝ၍ဘုရားသခင်ကိုကိုးကွယ်လျက်အနန္တတကုနှင့်ပြည့်စုံ၍ပစ္စုပန်အတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသောသာရအရှင်ဘုရားသခင်ကိုတော်ဤမဟာတကုတော်ကို ယူဆောင်၍စိုးစံတော်မူသောခြေဆုတော်ကို အကျွန်ုပ်တို့သည်ချီးမွမ်းပါ၏ လူမျိုးတို့သည်အမျက်ထွက်ကြသည်ဖြစ်၍အမျက်တော်သည်လည်းရောက်ပါပြီတေလွန်သောသူတို့ကိုတရားစီရင်ဆုံးဖြတ်တော်မူ၍ကိုရောဤကျွန်ဒီဟုသောပရောဖက်တို့အား၎င်းတန်ရှင်းသူတို့အား၎င်းကိုရောကိုကြောက်ရွံ့ယူသေးသောသူအကြီးအငယ်တို့အား၎င်းသုဂျေစုကိုပေးသနာတော်မူ၍မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီးတော်မူသောအချိန်ရောက်ပါပြီဟုလျှောက်ဆိုကြ၏တဖန်ကောင်းငင်ပုံ၌ဖျားသခင်ဤဗိမ္မာန်တော်ကိုဖွင့်ထား၍ဗိမ္မာန်တော်ထဲမှာပရိညင်တစ်တာတော်ထင်ရှားလေ၏ လျက်စစ်ပြက်ခြင်းအတံမီခြင်းမိုးချုံခြင်းမြေလှုပ်ခြင်းအလုံးကြီးစွာသောမိုးသီးကြခြင်းဖြစ်ကြ၏အာမင်